င်တဲ့အစိုးရသင်းတို့ရဲ့လက်ရှိအိမ်ထောင်ရေးခြေနေကိုအခုလိုပွင့်လင်းစွာချပြလာတဲ့အစိုးရသူဆောင်ပြည်သက်များအလုံးမင်းမင်္ဂလာပါရှင်ပြည်သက်တွေအလုံးအင်ရောသွားစေမယ့်ဟင်းဝင်းရင်တဲ့အစိုးရသင်းတို့ရဲ့မင်္ဂလာဦးစွာအိမ်ထောင်ရေးခြေနေကိုပွင့်လင်းစွာပြပြလာခဲ့ရကအမဖြစ်သူမင်းသမီးကြီးဆုံးမြတ်သူစားဖြစ်ပါတယ် မင်းသမီးဆုံးမြတ်သူစာအနေနဲ့သူမရဲ့ညီမငယ်လေးအိမ်ထောင်ကိစ္စကိုပရိသတ်တချို့အထင်မြင်လွဲမှောင်းမှဆိုတာကြောင့်ဂျားရဲကနေဝင်ရောက်ပြပြလာခဲ့ရပါဟိဝင်းရဲ့နယ်စုပြည်သူစင်တို့ကပြေခဲ့တဲ့ရက်ပိုင်းကပဲနှစ်ဖက်မိဘဆောင်လင်းစွာနဲ့ကြီးကျယ်ခမ်းနားတဲ့စေဆက်တောင်းရမ်းမင်္ဂလာပွဲကိုကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်မင်္ဂလာပွဲကြီးလုပ်ဖို့တဲ့စီစဉ်နေပြီးတော့ဂျားရဲမှာတော့မင်္ဂလာလက်မှတ်ရေးထိုးပွဲအခမ်းအနားလေးနဲ့အတူတခြားသောဧကန်ပွဲတွေအများကြီးကိုပြုလုပ်ကြအောင်ပါပါနှစ်ယောက်သားရဲ့တစ်ချိန်ကထွက်ပေါ်ခဲ့တဲ့အခြေအနေကိစ္စတွေကြောင့်လက်ရှိအိမ်ထောင်ပြုလိုက်တဲ့အခါမှာအစဉ် င်ပြေပါမလားဆိုရင်နေကြတဲ့ပရိသတ်တွေပုံမှာငယ်စဉ်ဆုံးသွေးလေးကအရင်အဆင်ပြေနေကြအောင်မာကြီးစိုးကပြပြလာတာဖြစ်ပါတယ်။တယောက်နဲ့တယောက်နားလည်မှုအပြည့်နဲ့တိဆောက်ခဲ့ကြတဲ့အိမ်ထောင်ရေးလေးဖြစ်တာကြောင့်တော်ရုံတန်ရုံဝေဖန်မှုတွေကိုစိတ်ထဲထည့်နေမှာမဟုတ်ပါဘူး။သူတို့ရဲ့ဝစ်စုံကိစ္စကအစားအခြေရေးကိစ္စအစုံဘသူတွေဘလို့ပြောပြောပရိသတ်ချစ်တော်ငယ်စဉ်ဆုံးသွေးလေးကတော့မင်္ဂလာပွဲကိစ္စကိုပဲအာရုံနဲ့ထည့်ပြီးတော့စူးစမ်းနေကြတာဖြစ်ပါတယ်။လက်တလုံးမှဆိုရင်လည်းနောက်ထပ်မင်္ဂလာအိတ်ခံပွဲတွေအများကြီးကိုကျင်းပပြုလုပ်ဖို့အတွက်နှစ်ဦးသာအတူစူးစမ်းနေကြပြီးတော့ ော့မင်္ဂလာအေခန်ဝဲကြီးပြီးဆုံးသွားမှအတူနေထိုင်ဖို့အတွက်အိမ်လေးကိုစိတ်တန်းကြရွေးချယ်ပြင်ဆင်နေကြတာဖြစ်ပါတယ်။နေရောက်သားနေထိုင်ဖို့အိမ်ကိုတော့သတို့သားဖြစ်တဲ့ဟင်းဝီရန်တို့မိသားစုဘက်ကနေပြင်ဆင်ဆောက်လုပ်ပေးထားပြီးဖြစ်ပြီးအိမ်တွင်းမိုင်းလှဆင်ဖို့အတွက်ကိုတော့ဟင်းဝီရန်နဲ့စိုးပြတဲ့ဇင်တို့ကိုယ်တိုင်ရွေးချယ်နေကြတာပါ။မင်္ဂလာဦးခန်းဝင်ပစ္စည်းတွေကိုကိုယ်တိုင်စိတ်တန်းကြရွေးချယ်နေကြတယ်။အသက်ဆက်ဆက်ဇနီးမောင်နှံလေးကတကယ်ကိုပျော်ရွှင်နေကြကြောင်း အမားဖြစ်သူဆုံးဖြတ်သူစာကပြောပြခဲ့ရဖြစ်ပါတယ်။နောက်ပြီးတော့အရင်ကလေးကပရိသတ်တွေချစ်ခင်ရတဲ့ဇုံတွဲလေးဖြစ်လို့အချင်းရင်းကိုတရားဝင်ချပြပြီးတော့အိမ်ထောင်ပြုတော်မဲ့ချိန်မှာစီမားရေးလုပ်ငန်းရှင်များစွာကလည်းဒီဇုံတွဲလေးနဲ့အတူကြောင်းရရိုက်ကူးဖို့အတွက်ကမ်းလှမ်းတာတွေကအများကြီးပါ။ဒါကြောင့်မင်္ဂလာပွဲအတွက်ပြင်ဆင်နေတဲ့ဈာကနေကြောင်းရလေးတွေကိုလည်းလိုက်ဖက်ညီစွာနဲ့ရိုက်ကူးပေးနေကြပြီးတော့တော်တော်လေးအလုံးများနေရလဲဖြစ်ပါတယ်။ ဘလောက်ပဲအလုပ်တွေလုပ်ပြီးပင်ပန်းနေပါစေဟင်းဝင်ရနဲ့ဇိုးပိသင်တို့ဇုံတွဲလေးကတော့အခြေခံပေးတဲ့အင်အားတွေကြောင့်အပြုံးမပြတ်ပဲပျော်ရွှင်ကြည်နူးနေကြပါတယ် ဒါကြောင့်ဘေးကကြီးရှုနေရတဲ့မိဘဆွေမျိုးတွေကလည်းထပ်တူဝမ်းသာကြည်နူးနေရတဲ့အကြောင်းမင်္ဂလာပွဲလေးကတကယ့်ကိုလိုက်ဖက်ပြီးတော့ကျက်တည်ရင်မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့အကြောင်းသုမြတ်သူစာကဝမ်းသာစွာနဲ့ပြောပြလာပါသေးတယ်။တယောက်ပေါ်မှာတယောက်စေတနာမေတ္တာမှန်ကန်စွာနဲ့စစ်မှန်ကြတဲ့ချစ်ချင်းမေတ္တာကြောင့်မိဘရိသားမကတနိုင်ငံလုံးကသဘောတူရတဲ့နှုပညာရှင်ဆောင်တွေလေးဖြစ်နေရက်တည်နိုင်ခဲ့ရပါ။နေနေလာရွှေနေမြလို့လိုက်ဖက်ညီပြီးတော့နတ်ဖက်တဲ့ဇုံတွေလေးဖြစ်လို့ ယနေ့မှစနေပေါင်းတရာတိုင်းပျော်ရွှင်စွာနဲ့ပေါင်းဖက်နိုင်ဖို့အတွက်အမကြီးအမိယာအနေနဲ့ဆုတောင်းပေးထားခဲ့ပါသည်။ဆိုမြသူဆောင်ကတော့သူ့ရဲ့ညီမငယ်လေးရဲ့မင်္ဂလာပွဲကိုအင်မတန်တန်မိုးထားလေးစားတာကြောင့်ခန္ဓာကိုယ်လေးချိန်တွေတောင်ချပစ်ခဲ့ပြီးတော့ကောင်းကြီးမင်္ဂလာပေးခဲ့တာဖြစ်ပါတယ်။အထူးကားကတော့မိဘဆွေမျိုးအတိုင်းဝိုင်းတာမကတနိုင်ငံလုံးကကြည်ပြူကြသလိုတယောက်နဲ့တယောက်လည်းအရင်ချစ်ကြတဲ့ဇုံတွေလေးဖြစ်လို့အိမ်တော်ကြီးကထင်ထားတာတည်းအဆင်ပြေတာယာနေကြောင်းမကြီးဆိုးကပွင့်လင်းစွာပြောပြခဲ့တာဖြစ်ပါတယ်။မင်္ဂလာဦးစားမှာအချစ်တွေနဲ့ ောင်းရွှင်နေကြတဲ့ငယ်စဉ်ဆုံးတွဲလေးကိုကြည့်ပြီးပရိသတ်တွေရောသဘောတူခြင်းနဲ့ရင်လာဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။